ားလုံးမင်္ဂလာပါညဆိုင်းတဲ့တင်ဒနာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကုတင်ဆက်ပြီးမဲ့ရုံတန်းပြီးတော့ပိုင်းလေးရတော့စမှုမထိုင်းခြင်းလို့လက်ထိုးတဲ့သူတွေကိုမိရဲ့နှခါနာဖြစ်ကုန်မြို့ဆိုလာတဲ့နန်းအောင်ပြုတ်လိုက်ရုံတန်းပြီးတော့လည်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာနန်းအောင် ID ကြောင့်လည်းပတ်သက်ပြီးဘာတွေလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖောင်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့တင်ဒနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာအဲ့တော့လက်ရှိဖြစ်နေတဲ့ပြဿနာတွေက ဘာတွေနဲ့သွားတူနေလဲဆိုတော့ကျွန်တော်တို့လက်ရှိစကားစဘက်ကလည်းကျွန်တော်တို့ပြည်သူလူထုကိုခြာနေတယ်လို့လက်ရှိကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးပြန်တွက်ကြည့်ရင်အခုဆိုမန္တလေးမှာစရတယ်လက်ပေးလက်ယူပေါ့လက်ပေးလက်ယူဒါနေရာတိုင်းမှာရှိတဲ့ပြဿနာပါအဲမန္တလေးလူဒေသမျိုးမှာ အဲမန္တလေးလိုဒေသမျိုးမှာဘာကိုတွတ်တွေ့ရလဲဆိုတော့အခုဒကောင်စင်းနေစစ်တယ်အဲ့မှာဒကောင်စင်းနေစစ်ပြီးတော့ယောက်ျားလေးနှစ်ယောက်ရှိရင်တယောက်ကဒီမဲနိုင်ပြီးတော့ဘလို့မှရှောင်လို့မရဘူးပတ်စံပေးလို့လည်းမရဘူးနော်မန္တလေးမှာကြီးလာငယ်တာရွယ်လာလက်တာမသိဘူးအဲလက်ရှိပြဿနာကတော့စကားစားဘက်ကရွေးကောက်ပွဲကိုလှုပ်ဖို့တော့ကိုစိုင်းပြင်နေတယ်အဲ့တော့ကျွန်တော်တို့တွေဘလို့ကြော်ဖြတ်ကြမလဲ ျွန်တော်ဘယ်လိုကြော်ဖြတ်ကြမလဲကျွန်တော်လက်ရှိစကားစဘက်ကလည်းဤမျိုးစုံနဲ့သူ့လူတွေကိုယ်တိုင်ကလက်ပေးလက်ယူတွေရှိတယ်အာဂိလိုက်စားမှုတွေရှိတယ်ကျွန်တော်တို့တော်လိုင်းကြီးဘာကြောင့်မအောင်တာလဲဆိုလို့ရှိရင်ဘာကြောင့်နောက်နေတာလဲဆိုလို့ရှိရင်အခုဖြစ်နေတဲ့အခြေအနေတွေမိဘပြည်သူတွေပြောလာဆိုလာဝေဖန်လိုက်တာတွေ့တော့ကျွန်တော်ဝမ်းသာတယ်အဲအားလည်းအားပေးတယ်ဂုံလည်းဂုံယူတယ်နော်အရင်တော့ UNG ကိုပြောရင်ဖြစ်ကျွန်တော်တို့ကတခုတည်းမြတ်တလန်တွေဖြစ်ကုန်အောင်အဲဒီကနေစပြီးတော့အခုလူတွေ အကြောက်တရားကင်းကင်းနဲ့ပြောလာတယ်ဆိုလာတယ်ပြောလာနိုင်တဲ့အပေါ်မှာလည်းကျွန်တော်ဂုံယူတယ်ဆက်ပြောကြပါဒါပေမဲ့မှန်မှန်ကန်ကန်ဖြစ်ဖို့တော့အမှန်တန်ရည်ကြီးတယ်သူတို့အန်ယူဂျီမာကသူရဲကောင်းတွေများတယ်သူရဲကောင်းတွေများတယ်မင်းအောင်လိုက်တာမှအဲဘယ်ပီတီအဖွဲ့ကတော့စိန်ခေါ်တယ်ဘယ်မှာတော့ထိုးစစ်ဆင်မယ်ဆိုပြီးတော့မင်းအောင်လည်းဘာတော့မှမပြောဘူး तू လောက်ဆရာရှိတဲ့အလုပ်ကိုရန်သူကပြပြတသားလုပ်သွားတယ်အသက်ကြီးတာငယ်တာစင်းရတာချမ်းသာတာ तू စိတ်ဝင်စားဘူး အဓိကသူ့အပေါ်မှာအကြောက်တရားနဲ့သူ့အာကိုးချင်အောင်ဆိုတဲ့စိတ်နဲ့မင်းအောင်လည်းရက်ဆက်နေတာဒီလိုပဲသူ့လူတွေကလည်းသူ့ကိုမှီပြီးတော့အာကြီးလိုက်စားမှုတွေအများကြီးရှိတယ်အခုစစ်မှုမထမ်းမနေရကိစ္စမှာလက်ဘေးလက်ယူတွေနဲ့ရှောင်ရှားခဲ့တဲ့လူတွေမိအေးနှစ်ခါနာနဲ့အခုမန္တလေးတိုင်းဒေသကြီးကစားတယ်ကျွန်တော်အများနဲ့ပြောခဲ့ပါတယ်ရန်ကုန်ရဲ့နေပြီးတော့ရဲ့မန္တလေးရဲ့ကြံရပြီဆိုတဲ့စာကားစာရဲ့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုတွေအားလုံးဒီအခုအကောင့်ထဲလက်တွေ့ဖော်လာပြီနိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဆိုသလိုပဲအခုလက်ရှိ ကျွန်တော်တို့အဲပြည်လူငင်းငင်းရဲ့အတွက်ဗိုလ်ချုပ်ရာပြည်ကိုဆွေးနွေးကြတယ်ပေါ့ဒါဘာကိုဥတည်ခြင်းလဲဆိုတော့သူတို့ကငင်းငင်းရဲ့ကိုရှေ့ရှုပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ခြင်းလို့တိုင်းပြည်ပျက်စီးမှာကြောက်လို့ဆိုတော့ပုံစံမျိုးဒီနေ့ကလာတိတ်ခက်ခဲအချက်တဲနဲ့ပြည်သူလူထုမျောလင်းချက်တွေနဲ့အသက်ရှင်နေရတဲ့မွန်းချက်နေတဲ့လူတွေ ကျွန်တော်တို့ဆိုပို့ပြီးတော့တော်လိုင်းမလိမ်ဘူးကျွန်တော်ဖះအစုရပါဆိုကျွန်တော်တော်လိုင်းအောင်ခြင်းတယ်အောင်ဖို့တော့လည်းကျွန်တော်စူးစမ်းနေတယ်တကယ်လည်းကျွန်တော်တို့အဲကျွန်တော်လိုက်လွင်နေဆိုတာကတော့ဒါပြည်သူလူထုတွေအများအားစိတ်တပွားတစ်ခုလေးရအောင်အဲသူတို့ပြောရဲလားဆိုရဲလားဝေဖန်လာအောင်ဝေဖန်တက်အောင်ကျွန်တော်တို့ကလမ်းပြပေးတာအဲပြောလားဆိုလားကြလားအခုဆိုကျွန်တော်များများလဲအဲတွေ့ရတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဂုဏ်ယူတယ် ကျွန်တော်တို့ကမှန်မှန်ကန်ကန်စောစောကြောင်ပြောကြတယ်မှန်မှန်ကန်ကန်ပြပြတသားဆောင်ရွက်ဖို့အရေးကြီးတယ်။ယနေ့တော်လိုင်းရေးသည့်တိုင်းရင်သားပြည်သူလူထုတရက်လုံးရဲ့တော်လိုင်းရေးတိုင်းရင်သားပြည်သူလူထုတရက်လုံးရဲ့တော်လိုင်းရေးဖြစ်တယ်။တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့အနာဂတ်ဒီပြည်သူတွေရဲ့လက်ထက်မှာပဲရှိတယ်ဆိုတာကိုပြည်သူတွေကအာဏာပိုင်နေဖြစ်တယ်။အချုပ်အခြာအာဏာကပြည်သူလူထုကပေးမှရတာနော်။ကျွန်တော်စကားတွေအများကြီးပြောခြင်းတယ်။ကျွန်တော်မလဲဘူးကျွန်တော်တို့တော်တော်စိတ်ကောလူတော့ကျွန်တော်တို့တော်ပင်ပန်းတယ်။ ဲ့တော့ကျွန်တော်တို့ကတော်လန်ရေးကိုဘယ်လိုတွေလုပ်နေကြတာလဲဆိုတာခဏတို့၃နှစ်၄နှစ်ပေါ့ကွာအခုဆို၄နှစ်လဲကြောလာပြီပြည်သူလူထုတွေဘယ်လောက်ထိဒုက္ခတွေရောက်တယ်ပြည်သူလူထုတွေဘယ်လောက်ထိဒီဝမ်းနဲ့ကြေကွဲနေရတယ်ဆိုတာလဲကျွန်တော်တို့ကိုချင်းစားတယ်အဲ့တော့လဲကျွန်တော်တို့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားနေတယ်စိတ်မပြတ်ကြပါနဲ့တော်လန်ရေးဒီကျွန်တော်တို့ကစနစ်တစ်ခုကိုပြောင်းလဲဖို့အတွက်စနစ်တစ်ခုစနစ်တစ်ခုကိုပြောင်းလဲဖို့အတွက်ကျွန်တော်တို့အားလုံးစူးစမ်းနေတဲ့အချိန်မှာ ကိုကိုတိုင်ကအဲ့ဒီစနစ်ရဲ့သားကောင်လည်းမဖြစ်ဘူးအရေးကြီးတယ်ကျွန်တော်တို့ကစနစ်ရဲ့သားကောင်လည်းဖြစ်ခဲ့ပြီးပြီအဲ့ဒါဘာလဲဆိုရင်2020ရွေးကောက်ပွဲရလတ်နဲ့အကျိုးဆက်တယ်ဟာလားကျွန်တော်တို့တွေ NLD ပါတီမှတပါအခြားသောပါတီကိုမဲပေးပိုင်ခွင့်မရှိမဲပေးလို့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်တို့ပြည်သူလူတွေတွေးကြကြတယ်အမှန်အမှန်ဆိုတော့လေအဲဟုတ်တော့လေဟုတ်တယ်ဟုတ်တယ် NLD ပါတီကသာလေအဲနိုင်ငံရေးဥဆောင်တဲ့လူတွေလို့တိုင်းရင်းသားခေါင်းဆောင်တွေပိုင်းကလည်းဒါထင်မြင်ယူဆခဲ့တဲ့အပိုင်းအများကြီးရှိခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ် ဒါပေမဲ့ကချင်မှာလည်းရှိခဲ့တယ်ကချင်မှာလည်းရှိခဲ့တယ်ရှမ်းမှာလည်းရှိတယ်တနိုင်ငံလုံးမှာရှိခဲ့တယ်အခုလက်ရှိကျွန်တော်တို့ပြောပြမယ်ကျွန်တော်တို့ကရင်ကောင်းဆောင်ပိုင်းတွေမှာလည်းအဲမျောလင့်ချက်တွေအရင်တော့ရှိခဲ့ပူတယ်အဲ့ဒီတော့မဟုတ်လို့လေအဲကျွန်တော်တို့ဒီစစ်ပွဲကြီး27ရာစုရဲ့စစ်ပွဲကြီးကိုပြင်ဆင်ဆောင်ရွက်ခဲ့တာမရှိဘူးပြင်ဆင်ဆောင်ရွက်ခဲ့တာမရှိလို့တော်လိုင်းကြီးကတိုင်းရင်းသားတွေဘက်မှာအထာနေတယ်အထူးသဖြင့်ကျွန်တော်တို့တောင်ပိုင်းကိုအပြစ်ပြောတဲ့လူတွေကိုကျွန်တော်တခုပြောချင်တယ်ကျွန်တော်တို့ဘက်မှာမဆုတ်တန်းခံစင်းတဲ့အသေးခံပြီးစစ်တိုက်တဲ့ကောင်လေးကြီးပဲစကားစားပါက တကယ်အရေးချင်းရှိပြီးတော့စစ်တပ်အနည်းဆုံး2 20 25နှစ်ရှိတဲ့ကောင်လေးပဲထားရတာအဲ့တော့တရားခတ်တယ်တရားခတ်တယ်ရန်သူကြောက်တာတောင်ပိုင်းလို့ကျွန်တော်ပြောခဲ့ပြီနော်တောင်ပိုင်းမှာ view တွေရှိတယ် view က၄ခုရှိတယ်အဲ့ view က၄ခုကြားလို့ရှိရင်စကားစားစစ်ရှုံးပြီရခိုင်တတော် AAD 2019ကစပြီးစစ်တိုက်လာတယ်2006 2009ကစပြီးတော့တိဆောက်ခဲ့တယ်ရခိုင်မှာအဖွဲ့အစည်းပေါင်း3ခုရှိတယ်အခုလက်ရှိစကားစားနဲ့ပေါင်းတဲ့ AMP ပါတီရဲ့ရခိုင်တတော် AA UNLA AA ပေါ့ နောက်ပြီးတော့ရခိုင်တက်တော်ထဲမှာရှိတယ်နောက်တော့တစ်ဖက်ရှိသေးတယ်ဒါလည်းကျွန်တော်တို့ကအဲမပြောတော့ဘူးကြာနော်ပြောတော့အဖွဲ့စည်းတွေကနေရာတိုင်းမှာများတယ်ကျွန်တော်တို့ပြည်သူလူထုကိုတစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးမှာပြည်သူလူထုတွေကတောင်ပိုင်းမှာဘာလုပ်နေလဲတောင်ပိုင်းကပါတီကိုဖားရိုက်နေတယ်ဆိုတဲ့ကိစ္စတော့ကျွန်တော်တို့အမတန်ပြောကျင်တာခင်ဗျာရှမ်းပြည်မြောက်ပိုင်းတခွင်ကိုခိုင်လောင်ကိုင်းနော်ချင်းရွှေဟောအဲဆောနာပြောတဲ့တိန်ဒီကျွန်တော်အကုန်ရောက်ခဲ့ဘူးလေကျွန်တော်မှတ်တမ်းနေရှိပါတယ်ကျွန်တော်တခါကျရင်ဓာတ်ပုံနေတင်ပါတယ် ကျွန်တော်တို့တွေမြောက်ပိုင်းမှာမြောက်ပိုင်းမှာကွမ်လုံကိတ်ပေါ့ဗျာကွမ်လုံကိတ်ကတော့အဓိကမေးကွမ်လုံကွမ်လုံရှိမယ်ကွမ်လုံပြီးလို့ရှုပ်ရှင်ကျွန်တော်တို့ဟိုးဘက်ကိုဆက်သွားရင်ချင်းရွှေဟော်လောင်ကိုင်းနောက်ပြီးတော့ဒီနမ်ဆန်လို့ပါတော့ကျွန်တော်တို့ပြောချင်တာမြောက်ပိုင်းကဘာဖြစ်လို့နိုင်လဲဆိုရင်အဲ KIA မှာ KIA မှာ CDN ဝင်သွားတဲ့လေချောင်းရံကဥစည်းအရာရှိတယောက်ရှိပါတယ်တကယ်ပညာရှင်ပါဒါ UNG နဲ့အရင်ကပတ်ပတ်တက်တက် လုတ်ခဲ့တဲ့အဖွဲ့အစည်းပေါ့ဗျာနောက်ပိုင်းကျတော့ UNG ရဲ့လုပ်ပုံကင်ပုံလိန်နေတာယူပြီးတော့ကချင်ဘက်ကိုရောက်သွားတာဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံအဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားဗမာနိုင်ငံသူနိုင်ငံသားဆိုတာမရှိဘူးဘာမီဆိုတာကအင်္ဂလိပ်ကနယ်ချက်ကနေပြီးတော့သွေးခွဲခဲ့တာဗမာတွေသွေးအဲဗမာတွေအများစုအုပ်ချုပ်တဲ့တိုင်းပြည်ပုံစံမျိုးဖြစ်နေတော့ဘာမီလို့ခေါ်တာပေါ့နော် မြန်မာလူမျိုးလားဗမာလူမျိုးလားဆိုတာအဲမြန်မာက၉မျိုးရှိတယ်အဲဗမာကတော့သူတို့ပြောတာဗမာဘရင်ဆိုတာမရှိဘူးမြန်မာဘရင်ဆိုတာပဲရှိတယ်ပေါ့နော်မြန်မာ၉မျိုးရှိတယ်တမိုင်းအကြောင်းအရပြောရင်တော့မြန်မာလူမျိုးပဲဗမာကတော့နိုင်ငံပေါ့ဗျာဗမာနိုင်ငံပေါ့နော်ဒါအင်္ဂလိပ်သတ်မှတ်ခဲ့တာဒါတွေကငင်းငင်းချက်တွေအများကြီးပါကျွန်တော်ကြော်ညာလာမဝင်နဲ့ကျွန်တော်စီအကြောင်းပြောပြမယ်ကျွန်တော်တို့ဒီကွမ်လုံမရောက်ခင်အာယောဟန်နာမည်တွေတော့မပြောတော့ပါဘူး WY ဆေးပြားဆိုတာလေ တလုံး200ပဲရှိတယ်သုံးလုံးမှ900ပဲရှိတယ်အဲ့လောက်ပေါ်တာကျွန်တော်တို့မြောက်ပိုင်းမှာရှိတဲ့စစ်တပ်ကစစ်စင်ရေးမရှိလို့ပတ်ဆက်ရှာတဲ့စစ်တပ်တွေများတယ်အကျင့်ပြတ်ချစားမှုပေါ့ဗျာလားချိုးလို့မြို့မျိုးမှာမှာအဲပြည်သူစစ်ပေါင်း82ဖွဲ့ရှိတယ်အဲ့ဒီဆွမ်းတော့ပြောဆိုရှမ်းပြည်တခွင်လုံးမှာဆိုပြည်သူစစ်အင်အားပေါင်းပေါ့ဗျာအင်အားအင်အားနဲ့ဆိုင်အဖွဲ့စည်းပေါင်းက188ရှစ်ဖွဲ့တောင်ရှိတယ်ပြည်သူစစ်ပြည်သူစစ်နော်ရှမ်းပြည်တခုတည်းနဲ့ပြည်သူစစ်အဲ့ဒီကောင်တွေကဘာလို့လဲဆိုတော့ရက်ွက်တွေမှာအဲ့ဒီအလောင်းကစားတွေမူရစီဝါတွေ ကြက်တိုက်တွေဝိုင်းတွေမဲလိုက်တဲ့ဝိုင်းတွေအများကြီးပါအဲ့တော့တစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးသည်ငါးနှစ်တာစီမံချက်နဲ့ရေးဆွဲခဲ့တဲ့စီမံချက်တခုဖြစ်တယ်အဲ့တော့တစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးဘာလို့အောင်မြင်လဲဆိုတော့ရန်သူကအလင်းငှအင်အား1800ကျော်ကိုစစ်သုံးပန်းတွေကိုစားကားစားကိုပြန်လွှဲပေးတယ်တရုတ်ကလွှဲပေးပါဆိုတော့အဲ့ဒီအချိန်မှာနိုင်ငံတော်အဆင့်နဲ့အခုချိန်ကြီးအောင်စေးကစစ်ကြောင်းဆိုတာလူမနေ့ကကြားတယ်ကိုဘက်က